မင်္ဂလာပါရှင်။ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာမြသိန်းရေးသားသောဖြစ်ရစံကျငရောက်ကိုင်းဝယ်ဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘုဒ္ဓတရားဝယ်အကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်တွင်ငရောက်ကိုင်းဟူသောကြေးရွာတစ်ရွာရှိ ကျောက်တော်မျိုး၏အနောက်ဘက်လေးမိုင်ခန့်အကွာရှိမင်းကြီးတောင်ကျင်းရင်ရှိသောရွာငယ်လေးတစ်ရွာဖြစ်သည်။ကျွန်ုပ်မောင်ရွှေမှုသည်ရန်ကုန်တက္ကသိုလ်မှ BD ပညာရေးဘွဲ့ရပြီးနောက်ကျောက်တော်အစိုးရအထက်တန်းကျောင်းသို့အထက်တန်းပြလက်ထောက်ဆရာဖြစ်ခန်းနာခြင်းခံရ၏။1989ခုနှစ်တွင်ဖြစ်ပါသည်။ကလဒန်မြေ၏အနောက်ဘက်ကမ်းတွင်ရှိသောကျောက်တော်မျိုးသို့ရန်ကုန်မြို့မှလေရင်စီး၍စစ်တွေမျိုးကထိုမှတဆင့်ကလဒန်မြေကိုဆက်၍တင်မောဖြင့်တွားရပါသည်။ ကျွန်ုပ်ဒီဒေသန္တရဗဟုသုတကိုရှာမိလိုသူဖြစ်သောကြောင့်အတွာလာမချုံးမွေတော်လဲစိတ်မညစ်ပါကြောက်တော်တွင်ပြည်ပမှလာရောက်မှုထမ်းနေကြသောနိုင်ငံဝန်ထမ်းများစု၍ငှားထားသောအိမ်တွင်ကြောက်စရာကြီးဥစိန်ထွန်း၏အကူအညီဖြင့်နေခွင့်ရသောကြောင့်နေရေးအဆင်ပြေသွားပါသည်စားရေးမှလည်းစုပေါင်းချက်ပြုတ်စားတော့ကြသောကြောင့်အချို့ကျငွေထည့်ရေးစားကြသဖြင့်စားရေးမှလည်းအဆင်ပြေသွားပါသည်ကျွန်ုပ်ဒီပထဝီဘာသာနဲ့မြန်မာစာကို ပြရပါသည်။စာသင်ကြားရေးမှာလည်းအဆင်ပြေပါသည်။ ထိုကျောင်းတို့ရောက်ပြီး၃လလခန့်အကြာ၌ကြောက်တော်မျိုးနဲ့ငရောက်ကန်းရွာသားအလဲတန်းပြဆရာတယောက်နဲ့ကျွန်ုပ်ဒီခင်မင်းရင်းနှီးသွားပြီးကျောင်းပည့်ရံများ၌ထိုကျောင်းဆရာဦးဆန်းမြင့်နဲ့တူငရောက်ကန်းရွာသို့လိုက်သွားပြီးဘုဟုတ္တရှာပါသည်ဦးဆန်းမြင့်နဲ့အတူလိုက်သွားရင်ငရောက်ကန်းရွာသားမော်ကုန်းရင်ပထမဆုံးဦးဆန်းမရနဲ့ခင်မင်းရင်းနှီးသွား၏ဦးဆန်းမရမှာအသက်60နှစ်အရွယ်ရခိုင်မျိုးချစ်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်၏လေယာစိုက်ပျိုးရေးအလုပ်သမားကြီးတစ်ယောက်ဖြစ်ပြီးမြမလွတ်လည်ရေးရတိုက်ပွဲဝင်ရ၌တက်တော့ကြော့ကြော့ပါဝင်ခဲ့သူဖြစ်၏ သူတွင်မေးကြီးတောင်ရင်၌ဘိုးဝါမိဘပိုင်းဒင်းကြီးသည်ခြံရှိရာထိုခြံတွင်ဒင်းကြီးသည်များကိုရောင်းရင်ဝမ်းရည်ကိုဖြည့်ရှင်းနေရသည် ထိုဒင်းကြီးသည်ခြံသို့ဥဆံများနှင့်အတူကျွန်ုပ်ရောက်သွားလေရှိတနေ့တွင်ဥဆံများက ကြောင်းစရာဒီ channel မှာကျုပ်ဖေနဲ့ကျုပ်မေမြုပ်ထားတဲ့ငွေရိုးရှိတယ်။ကျုပ်မေတေကန်လေးမှာတင်းကျန်မြောက်ဖျားကဝချုံအောက်မှာငွေရိုးမြုပ်ထားတယ်လို့ကျုပ်ကိုပြောသွားတယ်။အဲ့ဒါကျုပ်ရှာတာကုတရီမတွေ့သေးဘူးပြောပါသည်။ဥစံမရမှာတူတဲသောသားဖြစ်ပြီးသူ့ဖခင်မှာသူ့မိခင်ထက်နှစ်နှစ်စောပြီးတည်ဆုံသွား၏။မိခင်မှာစစ်ကြီးပြီးခါစတွင်တည်ဆုံသွား၏။ ဒင်းကားကဘလောက်လဲကျွန်ုပ်ကမေးသည်အတိအကျမသိဘူးအမေကလည်းပြောမသွားဘူးငွေအိုးလို့သာပြောသွားတယ်ကျုပ်ထင်တော့ဒင်းကားအပြားတရားထက်တော့မနည်းဘူးစစ်ဖြစ်တော့ကျုပ်ရဲ့မိဘတွေတငင်းကြမှာစစ်ခွင်အဲ့ဒီဒင်းကားတွေကိုမြေမြုပ်ဝတ်ထားပုံရတယ်တရားရောက်ကသိပြီးယူသွားပြီထင်တယ်ကျွန်ုပ်ထင်မြင်ချက်ပေးသည်မဖြစ်နိုင်ဘူးတရားရောက်ရသွားရင်တရင်ကထွက်မှာပဲနောက်ပြီးဒင်းကားရောက်ရင်သိမှာပဲကျွန်ုပ်စဉ်းစားကြည့်သည် ြေကျောပြောင်းတဲ့ရာငွေဥသည်အခြားတနေရာသို့ရောက်ကောင်းရောက်သွားနိုင်မြေထဲမြုပ်ထားသည့်အချိန်မှာလည်းနှစ်ပေါင်း30ကျော်40နေပါရှိပြီမြုပ်ထားတဲ့နေရာလို့ယူဆရတဲ့နေရာကိုကျွန်တော်ကြည့်ချင်တယ်နောက်တစ်ပတ်ကျောင်းပိတ်ရင်ကျွန်တော်လာခဲ့မယ်ဟုပြောပြီးနောက်တစ်ပတ်စနေတနင်္ဂနွေကျောင်းပိတ်ရမှာသူနဲ့ကျွန်တော်နှစ်ယောက်ထဲသူ့ဤဒင်းရင်ကြံသူ့ကိုတွားကြသည်ဥဆံမရသည်သူ့မိခင်ပြောသည့်ငွေဥမြုပ်ထားသည့်ဆိုသောနေရာကိုခတ်မှန်း၍ပြသည် ဒီတဝိုက်မှာကျုပ်အခြားသူတွေမသိအောင်တစ်ပင်ဆိုင်သလိုလိုခြုံရှင်းသလိုလိုနဲ့တူးပြီးရှာနေတာကြာပြီခုနေမတွေ့ဘူးထိုးညနိုင်ကျွန်ုပ်နဲ့ဦးဆံမရသည်တငင်းချန်တဲ့ရှိတဲငယ်နိုင်ညအေးကြပါသည်ကျွန်ုပ်သည်ညအေးရဝင်သောအခါရွှေဝိုးကြောင့်ကိုစဉ်းစားသည်ကျွန်ုပ်သည်ဂမ်ဘီယာစာအုပ်များကိုဖတ်ရန်ဝါသနာပါသူဖြစ်ရာငွေအိုးမြုပ်ထားတတ်သောမိခင်သည်မကြွ့မလွတ်ဘဲငွေအိုးကိုဆွဲလန်းပြီးအဆောင်ဖြစ်ကောင်းဖြစ်နေနိုင်သည်ဟုစဉ်းစားမိသည်မနက်မိုးလင်းသောအခါကျုပ်တို့နှစ်ယောက်ရင်းနှွေးချမ်းတောက်၍ထိုင်စကားပြောရင်း ဥဆံမရအနေနဲ့တောဆောင်နဲ့တောင်ဆောင်နဲ့မြေဆောင်နဲ့တွေတဲ့အကူကြီးတောင်းဘူးလားဟင်းအင်းမတောင်းဘူးကျွန်တော်ကစာမျိုးမျိုးဖတ်သူဆိုတော့ကျွန်တော်နိုင်ငံခြားသားတယောက်ရေးတဲ့ကိုရစ်ဖြစ်ရတဲ့ခုကြောင့်ပြောပြမယ်อืมပြောပါနေချင်းအင်္ဂလိပ်ခေတ်ကမော်ရစ်ကောလစ်ဆိုတဲ့မျက်နှာဖြူအရေးပိုင်းကဥဆံမရတို့ရဲ့ရခိုင်ပြည်နယ်မြို့တစ်မြို့ကိုအရောက်မှာညဘက်ဘူတဲ့တဲ့အရက်လူကြီးတွေနဲ့ထိုင်စကားပြောနေတယ်အရေးပိုင်းကလှေကားဘက်ကိုမျက်နှာမူပြီးထိုင်နေတာ အဲ့ဒီချိန်မှာအဖွားဟိုတယောက်ကလှေကားတိုင်းတက်လာပြီးအခန်းနှခန်းနဲ့ဝင်သွားတာကိုအေးပိုင်ကတွေ့လိုက်ရတယ်။အဲ့ဒီခါမှာအေးပိုင်ကထိုင်ရကထပြီးခမအမျိုးသမီးကြီးတယောက်ဟိုခန်းနဲ့ဝင်သွားတယ်ဆိုပြီးမိရင်ယူလျက်လိုက်သွားတယ်တဲ့။အရက်လူကြီးတွေကလည်းအေးပိုင်နောက်ကိုလိုက်တာပေါ့။ဒါပေမဲ့လို့အမျိုးသမီးကြီးဝင်သွားတယ်ဆိုတဲ့အခန်းထဲမှာဘသူ့ကိုမှမတွေ့ရဘူးတဲ့။အေးပိုင်လည်းမကျေနပ်သေးပဲအခြားအခန်းလူတွေလည်းဝင်ရှာသေးတယ်တဲ့။ ဘသူ့ကိုမှမတွေ့ရဘူးဘူးတဲကိုတက်ဖို့ဒီလေကားတစ်ခုသာရှိတော့ဒီပြိုးသမီးကြီးကိုမတွေ့ရတာအရေးပိုင်ကမကျေနပ်ဘူးအဲ့ဒီတော့အရက်လူကြီးတယောက်ကအရေးပိုင်ကြီးဒီဘူးတဲနေရာကရှေ့ရခိုင်ပြည်တွင် နေခဲ့တဲ့နေရာရခိုင်ပြည်တပားသူ့ရဲ့ရှင်ငွေတွေကိုမြေကြီးထဲမြုပ်ပြီးတော့အမျိုးသမီးကြီးတယောက်ကိုအမြဲအဆောင်ထားခိုင်းခဲ့တယ်တဲ့အဲ့ဒီအမျိုးသမီးကြီးက သေတော့မကြွမလို့ပဲဒီရတနာတွေကိုဆက်ဆောင်နေရတယ်တဲ့ ီဘိုတဲကိုလာတဲ့သူတွေကအဲ့ဒီမျိုးသမီးကြီးညဘက်မှာဘိုတဲကိုတက်လာတာကိုမြင်ကြရတယ်လို့ရှင်းပြလိုက်တော့မျက်နှာဖြူအေးပါရခိတငိန်နေပြီးမှထူးဆန်းနေကြုံမျက်စိမမှောက်ပါဘူးအမျိုးသမီးကြီးတယောက်ပါလို့ပြောတယ်တဲ့ကျွန်ုပ်ကပြောလိုက်တော့ဥဆံမရကလည်းကျုပ်ရဲ့မိဘတွေထားခဲ့တဲ့ဒီငွေအိုးဟာလည်းအဆောင်တွေရှိနေမလားပဲကျွန်တော်စဉ်းစားမိတယ်ဒီခြံဆောင်တက်ကိုအကူအညီတောင်းကြည့်ရအောင်မိဘရဲ့ငွေအိုးပြန်ရအောင်အကူအညီပါဆိုပြီးအုံဒီငပြိုးသီးတွေနဲ့ပူဇော်ပသပြီးအကူအညီတောင်းကြည့်ရအောင် ။လူရဲစရာဖြစ်နေပါဦးမယ်။ကျွန်တော်တို့နှစ်ယောက်ပဲလုပ်မယ်လေ။အခြားသူတွေမသိအောင်ပေါ့။အကယ်၍ပြန်ရရင်အဲ့ဒီငွေချို့နဲ့အလူဌာနတွေပြုတ်လောက်ပါမယ်ဆိုတဲ့ဂရိသစ္စာကိုဥစ္စံမယကပြုတ်လောက်ပေါ့။ဥစ္စံမယကခိတ္တစဉ်းစားပြီးမှ ကောင်းပြီလေ။ဘာမှမလုပ်တာထက်ဆိုင်တခုခုလုပ်ကြည့်တာကောင်းပါတယ်ဟုပြော၏။ တို့နဲ့နောက်တစ်ပတ်စနေနေ့မနက်ပိုင်း၌ဥစံမရနဲ့ကျွန်ုပ်နှစ်ယောက်ထဲငွေအိုးမြုပ်ထားသည်ဆိုသောနေရာရှိမြေလွတ်ပေါ်၌အုံသည်ငပြောသည်ထညက်ကွန့်ရာစသည်တို့ဖြင့်ပွဲပေးပြီးဥစံမရအားငွေအိုးပြန်ရရေးအတွက်ချမ်းဆောင်နမဲကူညီပါငွေတွေပြန်ရရင်ကုသိုလ်ကောင်းမှုပြုလုပ်ပါမယ်ဆိုတဲ့ကတိပေးပါတယ်ဟုနှုတ်မှရေရွတ်စေပါသည်ထို့နောက်ကရော့ဝဲကိုတစ်ပေတပင်းကြီးကွာကြ၌တင်ထားလိုက်ပါသည် ထို့ညတွင်ကျွန်ုပ်တို့နှစ်ယောက်ဒင်းင်းချန်လေးရှိတဲငယ်ပေါ်တွင်အတူအိတ်ကြပါသည်ညသကောင်ကျော်ကျွန်ုပ်တေးနိုးချိန်၌ကတော်ပွဲရှိရာဘက်စီမှရှဲရှဲရှဲဟူသောတော်တိုးတံများကြားရ၏ဥဆံများသည်လည်းအိတ်ပြော်နေရာမှနိုးလာပြီးဒီတံတွေကထူးဆန်းနေဟုပြောသည်နောက်တနေ့မနက်စောစောအလင်းရောင်လာချိန်၌ကျွန်ုပ်တို့နှစ်ယောက်ထိုနေရာသို့သွားကြည့်ရာ ထိုအုံဝဲငပြောဝဲတင်ထရာတဝိုင်းနိုင်မြေကြီးများမှာအစွဲဖြင့်ထိုးသားတဲ့ကဲ့သို့ပွားရောင်းရောင်းဖြစ်နေ။တိပင်ပေါ်မှာငပြောသည့်အချို့မှာလည်းအတွင်သားများကိုမြင်ရသောအခြေအနေသို့ရောက်နေသည်။ငပြောသည့်တွေကိုညငတ်တွေထိုးစိတ်ထားတယ်။ဒီတဝက်ကမြေကြီးတွေပွားရောင်းရောင်းဖြစ်နေတာကတော့တိုးဝက်တွေအစွဲနဲ့ထိုးလာတာဖြစ်မယ်ဟုဥဆံမရကပြောသည်။ဥဆံမရတိုးဆောင်တဲ့မြေဆောင်တဲ့တွေကိုသာအကူအညီတောင်းပေတော့ ထူးခြားပါလိမ့်မယ်ဟုကျွန်ုပ်ကပြောလိုက်။နောက်တစ်ပတ်အကြောင်းဖွင့်ချိန်ကြာသာပတိနေ့မနက်9နာရီခန့်၌ကျွန်ုပ်နေထိုင်ရာအဆောင်သို့ဦးဆံမရရောက်လာသည်။ဧကန်းဆောင်၌သူနှင့်ကျွန်ုပ်နှစ်ယောက်တည်းရှိစဉ်စဉ်ကျောင်းစရာတုံးမိပါတွေထားခဲ့တဲ့ငွေအူတွေ့ပြီဟုပြောပြီးငွေတင်းကားတစ်ပြားကိုထုတ်ပြပါသည်။ ဟုတ်လားဘလို့တွေ့တာလဲဟုကျွန်ုပ်ကမေးလိုက်သည်ကျုပ်လဲကျောင်းဆရာပြောတဲ့အတိုင်းနှက်တွေကိုအကူညီတောင်းနေမနဲ့ညပေါ့မနေ့ကဗုဒ္ဓဟူးနေ့ကျုပ်ခြံထဲသွားတော့ကရော့ဘွဲတင်ထားတဲ့တစ်ပင်နဲ့ပေ30လောက်အကွာချုံမှုကြီးအောက်မှာမိကြီးတွေကတိတ်ပွနေတော့ကျုပ်လဲအဲ့ဒီချုံမှုကြီးရဲ့အောက်ကိုရှင်းပြီးပွနေတဲ့နေရာဆုံးကိုတူးကြည့်လိုက်တော့နှစ်ပေသုံးပေလောက်အနက်မှာတရုတ်တုံနဲ့မာတဲ့ရာကိုထိတဲ့အတန်ကြားရတယ်ဒါနဲ့ကျုပ်လဲအားတက်ပြီးဆက်တူးတာလူဦးကောင်းလောက်ရှိတဲ့ကြောက်တုံးတုံးလုံးကိုတွေ့ရတယ် အဲ့ဒီကြောက်တုံးတွေကိုဖဲလိုက်တော့မြေဥကိုတွေ့ရတော့တာပဲမြေဥကိုဆို့ထားတဲ့အဝတ်တွေကတော့ဆွေးမြင့်နေပြီဒါနဲ့ကျုပ်လည်းအိုးကိုခြံထဲကတဲတဲကိုယူသွားပြီးဖြွင့်ကြည့်တော့ငွေရင်းကားတွေကိုတွေ့ရတယ်ကျုပ်လည်းတိတ်ဝမ်းသာသွားပြီးဒီအိုးရဲ့ငွေရင်းကားတွေကိုမြေတွက်တော့ပဲအိုးကိုပစိုးဟောင်းနဲ့ပတ်ပြီးတော့ရွာကိုပြန်လာတာကျုပ်နဲ့အတူနေတဲ့တားနဲ့မိန်းမကျုပ်မြေးတွေကိုအတိမပေးပဲကျုပ်ခန်းထဲမှာပဲအိုးကိုတိန်းထားတယ် သူတို့ကြောက်တော်သေးကိုတွားကြတော့မှကြုတ်လဲအိုးတဲကဒင်းကားပြားတွေကိုတုံချပြီးရေးလိုက်တော့125ပြားတိတိရှိတယ်။ကျုပ်ဝမ်းသာလိုက်တာကြောင်းစရာရဲ့။ကြောင်းစရာကိုကျုပ်တဝက်ပေးမယ်ဟုပြော၏။ဦးဆံမြကျွန်တော်လုံးဝမယူဘူး။ယူပါလို့နောက်မပြောနဲ့တော့။အလှူဒါနသာပြုလုပ်ပါ။နှက်တွေကိုလည်းအမျှဝေပါ။ဦးဆံမြရဲ့ငွေဒင်းကားကိစ္စကိုအခုလောလောဆယ်လျှို့ဝှက်ထားပြီးလုံလုံချုံချုံသာတိတ်နာပါ။တားနဲ့ချွေးမကိုတော့ဖြည်းဖြည်းမှပြောပြဖို့ဟုအကြံပေးလိုက်ပါတော့၏။ ျင်းတို့ဒီကြောက်တော်အထကနိုင်9နှစ်ကျော်6နှစ်ခန့်အမှုထမ်းပြီးရန်ကုန်သို့ပြောင်းလာပါသည်။မြောက်ကမ်းရွာမှထိုဖြစ်ရက်ကိုကျွန်ုပ်မေ့၍မရတော့ပါ။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်တော်တို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။